အားလုံးပဲမင်္ဂလာပါကျောက်ကမှမှာဒီညနေမှာတကွက်ကောင်းဆိုင်ရှိပါတယ်လုံးဝတကွက်ကောင်းဆိုင်ကိုလုံးဝတေချာကိုကြပြပေးခဲ့မှာเนาะကျွန်တော်လွဲလေတကွက်မှန်လဲတကွက်ထဲကိုတကွက်ကောင်းဆိုင်ကိုပြပေးထားခဲ့မှာဖြစ်ပါတယ်ကျွန်တော်25ရက်4နာရီခွဲစီအတွက်ပေါ့เนาะကျွန်တော်တို့3တထတိုင်းကျွန်တော်ကဲပေါက်တကွက်ကောင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်မိတ်ဆွေများကအားလုံးပဲ like share လေးတွေ share ပေးပါဟုတ်ပြီလား like share လေးတွေ share ပေးပါကျွန်တော်ကမှများအားလုံးပဲကျွန်တော်ကနေပြန်ဆိုတော့လေမနေ့ကဘာမှမလုပ်တတ်ဘူးဖြစ်သွားတယ်ဗျเนาะ ဒါကြောင့်ကျွန်တော်ကမှညနေ၄နာရီခွဲစီမှာဖောက်ဖို့အတွက်မိတ်ဆွေများအတွက်ရန်ကိုခွန်အားတွေလိုအပ်နေတယ်ဒါကြောင့်အဲ့ဒီခွန်အားလေးတွေပြည့်သွားအောင်မိတ်ဆွေများက like share လေးတွေ share ပြပါနော်တယောက်တစ်ချက်ပဲ share ပြအဆင်ပြေတယ်ဒူးဒီဒူးဒီနဲ့ပတ်သက်တဲ့ GB လေးတွေမှာတယောက်တစ်ချက်ကိုဝိုင်းရံပြီး share ပြကြပါလို့ကျွန်တော်အကူအညီလေးတောင်းချင်ပါတယ်ဗျဟုတ်ပြီနော်အများကြီးမရှင်းနဲ့ဗျာကျွန်တော်ကမှများ100လောက်ဖြစ်ရင်တော်ပြီ100လောက်ပဲဝင်လာခဲ့ပြီနော်100လောက်ပဲဝင်လာခဲ့ပြီတော်ပါပြီဟုတ်ပြီလားကျွန်တော်တက်ွက်ကောင်းဆိုင်နော်တက်ွက်ကောင်းဆိုင် လုံးဝလွဲလဲတကွက်မှန်လဲတကွက်တဲ့ထိုးရတဲ့ကိုမာများတကွက်ကောင်းဆိုင်မှတ်ပေးထားနော်ထိုးရတဲ့ဆိုရင်ကိုမာများထိုးရတယ်လို့မှတ်ပေးထားနော်တကွက်ကောင်းထိုးရတဲ့ဆော့ကတ်ပေါ့ဘာဒီကောင်နောက်ခေါ်ကဲအားလုံးပဲနော်ဆက်ပေးထားပါဖုန်းခေါ်တော့လိုက်ရကြပါမယ် တခွက်ကောင်းဆိုင်ရှိတယ်ဗျတခွက်ကောင်းဆိုင်နော်ညနေအစဉ်ပြေလိုက်မယ်လို့တော့ထင်တယ်တကွက်ကောင်းထိုးခြင်းနဲ့ကိုမာများနော်ဟိုင်းတကွက်မှန့်ပြီပါဟိုင်းတကွက်လို့မှန့်တာနော်ဟိုင်းတကွက်လို့မှန့်ပြီထားပါ အားလုံးပဲဟိုင်းတကွက်လို့မှတ်ပေးထားပါထိုးရတယ်တဲ့ဟုတ်ပြီဟုတ်ပြီနော်ထိုးရတဲ့ကူမများဟုတ်ပြီမှတ်ပေးထားမှတ်ပေးထားနော်ဟိုက်တစ်ခွက်ကောင်းမှတ်ပေးထားပါ လောလောဆယ်ကျွန်တော်ကူမအများကိုတကွက်ကောင်းမပြခင်ကျွန်တော်ဝမ်းကျင်းလေးရင်ပြပေးမယ်တကွက်ကောင်းကကျွန်တော်လူစုံမပြမယ်ဗျနော်ကဲဟိုဒီတော့မှတ်ပေးထားအားလုံးမရှင်းဘူးရှင်းအားလေးတွေနဲ့ကူညီပေးထား အရင်ဝိုင်းကြီးလေးကျွန်တော်ပြပေးမယ်နော်လူလေးဆောင်ရင်းလေးကျွန်တော်ဝိုင်းကြီးလေးပြပေးမှာဖြစ်ပါတယ် ကဲဟုတ်ပြီနော်ကဲတော့ကျွန်တော်စိုက်ကလေးကိုစတင်ပြီးပြပေးမယ်လူစုံတော့မှကျွန်တော်တော့ွယ်ကောင်းပြပေးမယ်နော်ကိုကလူမစုံခင်ကျွန်တော်ကမှမြဝမ်းကျိလေးကိုယဉ်ကြည့်ပါဝမ်းကျိလေးကိုယဉ်ကြည့်ပါဒီက၈ကဲကျွန်တော်တို့ဒီက၁ကဲပေါင်းခြင်းကဘာဖြစ်မလဲကိုပါကိုရဲ့ပါဝါ၄ဖြစ်ပါတယ်ကိုလေးဒီဝမ်းကျိဟုတ်ပြီနော်ကိုလေးဝမ်းကျိနဲ့ထွက်ခဲ့တာဘာလို့ထွက်လဲ40နဲ့မှ9ပါတဲ့ကဲတော့ဆိုဒီကခွန်ရဲ့9ရဲ့ပေါင်းခြင်းကဘာလို့ရမလဲ နှစ်ပါးနှစ်ရဲ့ပါဝါသည်ခွန်ဖြစ်ပါတယ်နှစ်ခွန်သည်ဝမ်းကျိန်းပါဟုတ်ပြီနော်နှစ်ခွန်ဝမ်းကျိန်းနဲ့ထွက်ခဲ့တာဘာလို့ထွက်လဲတုံညာခွန်ဖြစ်ပါတယ်အားလုံးပဲ share ပြီနော် message များတက်ကွက်ကောင်းထိုးရတဲ့ကိုမများက high high tip လို့မှတ်ပေးထားနော် high tip လို့မှတ်ပေးထားပါဒါဆိုလေးခွန်ပေါင်းခြင်းကဘာဖြစ်မလဲ1 1ရဲ့ပါဝါ6 1 6သည်ဝမ်းကျိန်းပါတဲ့1 6ဝမ်းကျိန်းနဲ့လည်းထွက်ခဲ့တာဘာလို့ထွက်လဲ1 3လို့ထွက်ခဲ့တာပဲတဲ့ဒါဆိုကျွန်တော်တို့ဒီ1 3ပေါင်းခြင်းကဘာဖြစ်မလဲ9ပါတဲ့ ငါရဲ့ပါဝါတုံည၅တုံညလို့ရပါတယ်တဲ့ဟုတ်ပြီတော့ငါတုံညဝမ်းချိန်လို့ကျွန်တော်ကိုမှများရပါတယ်ဒါလေးကိုကျွန်တော်တစ်ချက်တွဲပြပြီးကျွန်တော်လုံးဝတကွက်ကောင်းကိုကျွန်တော်ပြပေးမှာနော်တကွက်ကောင်းကိုတေချာပေါက်ကျွန်တော်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲစောင့်ယူထားပေးပါကဲဒါဆိုကျွန်တော်နောက်ထပ်ဝမ်းကြီးတစ်ချိန်ပြမယ်ဝမ်းကြီးတစ်ချိန်ပြပြီးကျွန်တော်ဗရိတ်ပြမယ်ဗရိတ်ပြပြီးတော့မှကျွန်တော်တခွက်ကောင်းဆိုင်ကို ပြပြီးမှဖြစ်ပါတယ်။ကြည့်ကြည့်မယ်အားလုံးပဲဟုတ်ပြီနော်။ကျွန်တော်ဒီ၃လုံးပေါင်းခြင်းကဘာရမလဲတဲ့ကျွန်တော်က6 8 8၃လုံးပေါင်းခြင်းဟုတ်ပြီနော်။နှစ်လို့ရမယ်။နှစ်ရဲ့နှက်ခတ်ဒီ၄ပါတဲ့။နှစ်လေးဒီ1ခြင်း။ဒီလေး1ချိန်နဲ့ဘာလို့ထွက်လဲ45ပဲဟုတ်ပြီနော်600နဲ့600ပေါင်းချင်းကြောင့်ဘာလို့ဖြစ်မလဲ600ပေါင်းချင်းဒီ တုံညပါတုံညရဲ့နက်ခတ်ဒီခွန်ပါတဲ့တုံညခွန်ဒီဝမ်းချင်းပါဟုတ်ပြီနော်တုံညခွန်ဝမ်းချင်းနဲ့လည်းထွက်ခဲ့တာဘာလို့ထွက်လဲတုံညခွန်လိုပဲထွက်ခဲ့တာတဲ့ခေတ္တလိုဒီသုံးလုံးပေါင်းချင်းကဘာလို့ရမလဲငါငါရဲ့နက်ခတ်သုံးပါတဲ့ငါသုံးဒီဝမ်းချင်းပါဒါဆိုရင်ငါသုံးဝမ်းချင်းနဲ့ထွက်ခဲ့တာတစ်သုံးပါခေဒီသုံးလုံးပေါင်းချင်းကကျွန်တော်တို့ဘာဖြစ်မလဲ၄ပါ၄ရဲ့နက်ခတ်၂ပါ၄၂ဒီဝမ်းချင်း ဟုတ်ပြီနော်ဒါကိုကျွန်တော်ပရိတ်တစ်ချက်ပြမယ်ပရိတ်တစ်ချက်ပြပြီးသွားရင်ကျွန်တော်ကုမာများကိုကျွန်တော်တကွက်ကောင်းဆိုင်ပြမယ်ဟုတ်ပြီနော်ပရိတ်တစ်ချက်ကြည့်မယ်ပရိတ်ချက်ပြပြီးသွားရင်ကျွန်တော်တကွက်ကောင်းဆိုင်ကိုတစ်ခါလေးပြပြီးမှဖြစ်ပါတယ်ပရိတ်ကတော့ဒီညနေကျွန်တော်တို့အယူခွက်တော့နင်းထားတယ်ပြပရိတ်ကနော်ပရိတ်ကအယူခွက်နင်းထားပါတယ်ဒီသုံးလုံးပေါင်းချင်းဒီသုံးလုံးပေါင်းချင်းကြောင့်ဗရိတ်ကဘာဗရိတ်တွေလဲသူကလာတာဗရိတ်ကတစ်မျိုးတည်းလာတာ သုံးလုံးပေါင်းခြင်း၉ပြိတ်ဒီသုံးလုံးပေါင်းခြင်း၇ပြိတ်ဒီသုံးလုံးပေါင်းခြင်း၄ပြိတ်ဒီသုံးလုံးပေါင်းခြင်းဆို၄ပြိတ်တဲ့အဲ့ဒါကိုကျွန်တော်ကဘယ်လိုယူမလဲပါဝါပြိတ်ပဲယူလိုက်မယ်နော်ပါဝါပြိတ်နဲ့ကျွန်တော်ပြတဲ့ဟာနဲ့ဆိုရင်တော့အန်ကိုက်ကြတယ်ပေါ့နော်ဒါတော့ကျွန်တော်ဆက်ကြည့်မယ်၉၉၁သုံးလုံးပေါင်းခြင်းကဘာဖြစ်မလဲ၉၉၄ပြိတ်ဟုတ်ပြီနော်၉၄ပြိတ်ပြီးရင်ကျွန်တော်တကွက်ကောင်းပြပြီးမှနော်ဆင်မသွားနဲ့ကျွန်တော်ကမှမယ်ဟုတ်ပြီနော်၉၄ပြိတ်နဲ့၄၅ပါကြတော့ဒီနှလုံးဒီသုံးလုံးပေါင်းခြင်းကလည်းဘာဖြစ်မလဲခွန်မဲ ခွန်ရဲ့ပါဝါနှစ်ခွန်နှစ်ဒီပဋိပ္ပာဒါပြီးတော့ခွန်နှစ်ပဋိပ္ပာနဲ့လည်းထွက်ခဲ့တာဘာလို့ထွက်လဲတုံညခွန်လို့ထွက်ခဲ့တာကြတော့ဒီသုံးလုံးပေါင်းခြင်းကဘာဖြစ်မလဲ၄ပေါ့ဗျာ၄ရဲ့ပါဝါ9 4ကိုပဋိပ္ပာဟုတ်ပြီနော်၄ကိုပဋိပ္ပာတဲ့ ကျွန်တော်တို့ကျွန်တော်တို့ဒီသုံးလုံးပြန်ပေါင်းခြင်းကဘာရမလဲလေးပဲရလေးကိုပရိတ်ကြည်ဒါဆိုတော့လေးကိုပရိတ်ဒီညနေမှာကျွန်တော်တို့ထပ်ပေးထားတာတွေ့မြင်ရတယ်နော်ထပ်ပေးထားတာတွေ့မြင်နေရပါတယ်ဒါဆိုရင်လေးကိုပရိတ်ဆိုတော့ဒီထက်မှကျွန်တော်ဘာရှိမလဲ40 45ပေါ့နော်ဒါကနန်းပြန်ထပ်ပြီးတော့ကြိုက်ကြကျင်နေဆိုရင်လည်းဒါရှိမယ်နော်ဒါဆိုတော့ကျွန်တော်ခုတကွက်ကောင်းဆိုင်ကိုမိတ်ဆွေများကိုခုကပြောထားတဲ့အညီတကွက်ကောင်းဆိုင်ကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ်တကွက်ကောင်းဆိုင်ကလေးကိုကြည့်မယ်ကျွန်တော်ခုမှများဟုတ်ပြီနော် တကွယ်ကောင်းဆိုင်ကကျွန်တော်တို့ဒီဘက်မှာတကွယ်ကောင်းဆိုင်ပေါ့နော်ဒါကျွန်တော်တို့မှန်ရင်လဲဆန်ပေါ့ဗျာမှားရင်လဲခံပေါ့နော်လုံးဝပေါက်လာတဲ့တကွယ်ကောင်းဆိုင်ဖြစ်ပါတယ်တကွယ်ကောင်းဆိုင်ကျွန်တော်ဒီဘက်မှာပြမယ်နော်ဒီချားလေးကြည့်ထားပါတကွယ်ကောင်းဆိုင်6 5 2 6 5 2သုံးလုံးပေါင်းချင်းကဘာလို့ရမလဲ3နဲ့3ရဲ့နှက်ခတ်5ပါ ထပ်ပြီးတော့ကျောင်းပိုင်ပြီးတော့9လို့ပဲမှတ်ထား9ပိုင်နဲ့ထွက်ခဲ့တာ45ကဲတော့ဆို85ပေါင်းခြင်းက3ဒီက4နဲ့ပေါင်းခြင်းကမလို့ရမလဲခွန်ခွန်ရဲ့နှက်ခတ်3ညပိုင်ထပ်ပြီးတော့3ညပိုင်နဲ့လည်း3ညခွန်လို့ပဲထွက်ခဲ့တာဖြစ်ပါတယ်တဲ့ဟုတ်တော့ရန်နေသေးတယ်ဗျဖြူဟာလေးကတော့ရန်နေပါသေးတယ်ရန်နေပါသေးတယ် ကျွန်တော်တို့ကြောင့်ဆက်သွားမယ်။တုံညပိုင်နဲ့ထွက်ခင်တာလဲဘာလို့ထလဲ။တုံညခွန်ဆိုက်ကတော်လေးကောင်းနေပြီနော်။ဒီလေးညက်နေမှာဒါကဲပေါက်ပဲ။ဟုတ်ပြီလား။ဒီနေ့ညက်နေမှာဒီတကွက်ကောင်းတဲ့ပေါက်ရဲ့မိတ်ဆွေတို့နားလိုက်တော့နော်။ကျွန်တော်တို့ကြောင့်ဆက်ကြည့်မယ်။ခွန်ရှစ်တုံညခွန်ရှစ်တုံညသုံးလုံးပေါင်းချင်းဘာလို့ရမလဲ။ငါးငါးရဲ့နှက်ခက်၃ပိုင်။၃ပိုင်နဲ့ထွက်ခင်တာဘာလို့ထွက်လဲ။တစ်၃ပါ။ကဲတော့ဆိုရင်လေးခွန်ပေါင်းခြင်းက1ဒီက1နဲ့ပေါင်းခြင်း2လို့ရမယ်2ရဲ့နှက်ခက်4ပါ ါဆိုတော့9ဘိုင်နဲ့45 3ညဘိုင်နဲ့3ညခွန်3ဘိုင်နဲ့13 4ဘိုင်နဲ့ကျွန်တော်တို့ဘာထွက်မလဲစိုက်ကလုံးဝကောင်းနေပြီဟုတ်ပြီနော်စိုက်ကကျွန်တော်ကူမများလုံးဝကောင်းနေပြီဒါလွဲတဲ့ကွက်မှန်တဲ့ကွက်ကိုထိုးရထိုးချင်တဲ့ကူမများဟိုက်ပြီဟုတ်ပြီလားကွန်မန့်လေးမှာဟိုက်ပြီပါလွဲတဲ့ကွက်မှန်တဲ့ကွက်ကိုထိုးခြင်းနဲ့ဆိုတဲ့ကူမာများကွန်မန့်လေးမှာဟိုက်ပြီနော်တကွက်ကောင်းထိုးရလားကွန်မန့်လေးမှတ်ပြီဗျာကွန်မန့်လေးမှတ်ပြီဟုတ်ပြီလားတရားဥပမာရှင်းမပေါ်ဘူးဗျာလောက်ရတယ်နော်ကျွန်တော် ျွန်တော်ဒီမှာစိုက်ကောင်းကောင်းလေးကိုပြပေးနေတယ်မိစေများကတရားဟုတ်မှရှင်းမပေါ်ဘူးဟုတ်ပြီလားမိစေတို့လှုပ်ရက်တယ်ဗျာနော်ရှင်းလေးပေါ်အောင်ရှက်ပေးပါဗျာတရားအောင်မှရှင်းမပေါ်ဘူးခုကြည့်တယ်ခုကြည့်တာ90ကျော်ရှိတယ်တရားအောင်မှမရှင်းဘူးဗျာကဲတရားအောင်မှမရှင်းမသွားဘူး90ကျော်ရှိတယ်ဟုတ်ပြီလား90ကျော်ရှိတယ်တရားအောင်မှရှင်းမသွားဘူးလှုပ်ရက်တယ်ဗျာနော် ကျွန်တော်ဘလောက်ပဲပေးပေးမဲ့နဲ့မိတ်ဆွေများကိုပေါက်စီခြင်းနဲ့ဆန္ဒနဲ့ပြပြမိတ်ဆွေများကလုံးဝစိတ်တဲ့မကောင်းဘူးဗျာနော်ကဲတော့ဆိုကျွန်တော်တို့ကြည့်မယ်အဲ့တခွက်ကောင်းဆိုင်ကိုနော်တခွက်ကောင်းဆိုင်ကိုကြည့်မယ် ုခကောင်းဆိုင်တော့လိုချင်ကြတာပဲเนาะဒုခကောင်းတော့လိုချင်ကြတာပဲမစ်စီတို့ရဲ့စေတနာပေါ့ဗျာ9နှစ်ပေါင်းချင်းကဘာရမလဲ9နှစ်ပေါင်းချင်း1ဒီက9နှစ်ပေါင်းချင်းဘာလို့ရ8နှစ်ပေါင်းချင်းဘာလို့ရမလဲ9 9ရဲ့ပါပါသည်4ပါဟုတ်ပြီเนาะထွက်ခဲ့တာဘာလို့ထွက်လဲ45တကွာကောင်းပဲဟုတ်ပြီเนาะဒါဆိုရင်ခွန်4ပေါင်းချင်းကဘာဖြစ်မလဲ1ဒီက1နှစ်ပေါင်းချင်းဘာလို့ရမလဲ နှစ်နှစ်ရဲ့ပါဝါသည်ခွန်ပိုင်းထွက်ခဲ့တာဘာလို့ထွက်လဲတုံညာခွန်တကွက်ကောင်းမယ်ဟုတ်ပြီနော်လိန်မပြောဘူးလိန်ညာမပြဘူးဟုတ်ပြီလားခိုင်ခိုင်ဆိုတဲ့အောက်ပိုင်းရှင်ပေါ်တယ်ရှစ်ပေါ်တယ်နော်ခိုင်ခိုင်ဆိုတဲ့အကောက်ပိုင်ရှင်ရှယ်ပေါ်တယ်ဂျန်တဲ့သူတွေလုံးဝရှယ်မပေါ်ဘူးရှယ်ပြီးပါပြီစိရရှယ်မပေါ်သေးဘူးနော်ကိုအောင်မျိုးရှယ်ပေါ်တယ်ဟုတ်ပြီနော်အဲ့လိုလေးလုတ်ပေးပါအဲ့လိုလေးလုတ်ပေးကြပါဗျာနော် ကဲဟုတ်ပြီနော်ကျွန်တော်9ဘိုင်4ဘိုင်နဲ့ထွက်ခဲ့တာ45 3ဘိုင်ခွန်ဘိုင်နဲ့ထွက်ခဲ့တာ3ခွန်တဲ့တကွက်သေးဗျာဒီတကွက်သေးကိုထိထိမိမိလေးတင်ထိုးပေါ့လွဲလေတကွက်မှန်လဲတကွက်ဒီတကွက်သေးကိုထိထိမိမိလေးတင်ထိုးပေါ့နော်ကဲဒါဆို4 3 2 3လုံးပေါင်းချင်းပါလို့ရမယ်6 6ရဲ့ပါပါ1ဘိုင်ဟုတ်ပြီနော် ဆွတ်ရှည်ဇွဲတန်တန်းကြီးလေးခံကြပါနော်ခဏလေးပါခဏလေးပါ follow လေးနှိပ်ပေးပါ follow လေးတွေလည်းတယောက်တစ်ချက်နှိပ်ပေးပါနော်ဆရာအများကြီးတောင်းဆိုတယ်တော့မထင်ပါနဲ့ဗျာနော်အများကြီးတောင်းဆိုတယ်တော့မထင်ပါနဲ့ follow လေးတွေနှိပ်လို့ရရင်နှိပ်ပေးပါကဲတော့ဆိုကျွန်တော်တို့၃ဘိုက်၁ဘိုက်နဲ့ထွက်ခဲ့တာလဲဟာဒီမှာ၁၃လုံထွက်တယ်တဲ့ကဲတော့ဆို1 1ပေါင်းချင်းကဘာလို့ရမလဲ3 3ရဲ့4ရဲ့ပေါင်းချင်းကဘာလို့ရမလဲခွန်ခွန်ရဲ့ပါဝါသည်2ဘိုက်အဲ့လေး2ကလေ4 2ကနှစ်ဆိုင်ချုပ်ဟုတ်ပြီနော်လေးလေးဆိုတဲ့ကနေတစ်ခွက်ကနှစ်ဆိုင်ချုပ် ။ဒါဆိုတော့ကျွန်တော်ကိုမှမဒီမှာကဘာဖြစ်မလဲ။တကွက်ကောင်းတီက40နှစ်ဟုတ်ပြီနော်။ကျွန်တော်လုံးဝမချွေးမချံပဲနဲ့တခါတည်းကူညီပေးထားခဲ့တယ်နော်။စေတနာပေါ့ကျွန်တော်ရဲ့စေရင်းစေတနာပေါ့။ဒါကုလကကျွန်တော်တို့ကုလကကျွန်တော်တို့အကွက်ကလေးတွေကဘာလေးတွေရှိမလဲ။ကုလကအကွက်ကလေးတွေကဘာလေးတွေရှိမလဲ။ဒါ၄နှစ်တကွက်ကောင်းနော်။တကွက်ကောင်းဒီဘက်မှာကျွန်တော်စာလေးနည်းနည်းရေးချင်လို့နော်။ခဏလေးစောင့်နေပေးပါ။ကျွန်တော်ကိုမှများခဏလေးပါနော်။ ခဏလေးစောင့်နေပြီပါနော် ကျွန်တော်ဒီမှာကတက်ခွက်ကောင်းကကျွန်တော်တို့ဒီနေ့25ရက်နော်25ရက်လေးခွဲစီထားပြီနော်တက်ခွက်ကောင်းတက်ခွက်ကောင်းရှိမယ်တက်ခွက်ကောင်း ခါကမင်းဩတော့ပဲသွားမယ်နော်တကွက်ကောင်းနဲ့မင်းဩနဲ့ဒါပဲသွားမယ်ကျွန်တော်တို့တကွက်ကောင်းကဘာလဲ40နဲ့မှ2ဟုတ်ပြီနော်အာပါကျောင်းဒီထဲမှာ main oil လေးတွေကဘာလေးတွေရှိမလဲ main oil လေးတွေကဘာလေးတွေရှိမလဲခုနကတော့ကျွန်တော်တို့စီးပေးထားတာနော်ခုနကကျွန်တော်တို့စိုက်ပြထားတာ၄နှစ်ချင်းနဲ့ကျွန်တော်တို့၅တုံညာချင်း၄၄ငါး၂၀နှစ်ငါးနော် 20ရှိမယ်ကနက်ပြန်အသုံးကွက်ပါမယ်20နှစ်က40 40တကွက်ထည့်မယ်ကနက်ပြန်က2ကွက်ပါ ဟုတ်ပြီနော်ဒါရှိမယ်နောက်ထပ်ဒီထဲမှာကျွန်တော်တို့အရန်ကွက်28တကွက်ရှိမယ်98ရှိမယ်ဟုတ်ပြီနော်ဒါလေးကိုအားပါဟုတ်ပြီလားဒါကိုအားမယ်ဒီလေးကွက်ကိုအားကစားမယ်ဟုတ်ပြီနော်ထိုးရင်းကိုအားကစားမယ်ဟိုမှာကကျွန်တော်တို့ဘာရှိမလဲ2 5 ဒါကပပပဲရန်ထိုးရင်မဲ့ရန်2 9ရယ်ကျွန်တော်တို့4 9ရယ်ကျွန်တော်ကကဏ္ဍပြန်ဆိုရန်မုံတယ်နော်ကဏ္ဍပြန်ဆိုရန်မုံတယ်တအားကြောင့်မလို့လဲကဏ္ဍပြန်ဆိုကျွန်တော်မပေါက်တာနော်အားကြောင့်မလို့လဲကျွန်တော်ကဏ္ဍပြန်ဆိုမပေါက်တာတကွက်ကောင်းကမိတ်ဆွေတို့ site site ကြထားတဲ့ site ကြတဲ့တကွက်ကောင်းကဘာလဲ site ကြတဲ့တကွက်ကောင်းကဘာဖြစ်လဲ site ကြတဲ့တကွက်ကောင်းသည်42ပါဟုတ်ပြီနော် site ကြတဲ့တကွက်ကောင်းသည်42တိတဲ့ site ကြတကွက်ကောင်းပါဟုတ်ပြီနော် ဒီထက်မှာကကျွန်တော်ကြိုက်တာဆိုရင်28 88ဟုတ်ပြီနော်တင်ရမှာ20အဲ့၃ခွက်ကိုတင်ကစားဒီ၃ခွက်ကပပပဲရန်ဟုတ်ပြီနော်ဒီလောက်ကတော့မိတ်ဆွေတို့ထိုးနိုင်မယ်လို့ထင်ပါတယ်ဟုတ်ပြီနော်ကြံ၃ဈေးကိုမွေး၃ခွက်မိတ်ဆွေများပောက်ပွေး1000ခွက်ချက်ကို6 8လေးချက်ထက်ကို35ခွန်ကျွန်တော်တို့ကလာရောက်ပြီးတော့ဟိုင်းမွေးလို့လာရောက်ပြီးဟိုက်ပေးပါ Viber message ရှိပါတယ်ဟုတ်ပြီနော်လုံးဝကျွန်တော်မိတ်ဆွေများကိုပောက်ဆွေးခြင်းနဲ့နော်ကျွန်တော်တို့ကြံရက် 30เนาะကြာရ30ကိုဒီညနေတညနေရဲ့ကျွန်တော်တို့မနက်ဖြန်ကနေကုန်ရဲပေါ့เนาะအဲ့ဒါကိုပေါက်ချင်တဲ့ကိုမများပေါက်မှာပေးရမယ်ပေါက်ပြီး1000ခွဲချက်ကျွန်တော်မတက်နိုင်တဲ့ကိုပါများလဲလာယူဟုတ်ပြီလားယူပြီးဆရာကြီးကျမတို့ကျွန်တော်တို့မတက်နိုင်ဘူးရတယ်လကားပေးပြီမယ်ဟုတ်ပြီလားကျွန်တော် live ပေါ်မှာတော့တင်မပေးဘူး live ပေါ်မှာတင်ပေးရင်ဟောမှာဆိုလို့နော် live ပေါ်မှာတင်ပေးရင်ဟောမှာဆိုလို့ကျွန်တော် live ပေါ်ကိုတော့တင်မပေးဘူးကျွန်တော်ကိုပါများနော် live ပေါ်ကိုတင်မပေးပါဘူးဒါကြောင့်ကျွန်တော်ကိုပါများကမလုပ်မလဲကျွန်တော်တို့ရိုးရိုးကျွန်တော်တို့ Viber message မှာလာရောက်ပြီးယူပေးပါကနက်ထွက်တာနဲ့ ဆရာကြီးကျမတို့တော့မတက်နိုင်ကျွန်တော်တို့တော့မတက်နိုင်ပါဘူးဆိုရပါတယ်ဆရာကတကယ်စည်တနာနဲ့ကူညီမှာပါနော်ဆရာနဲ့လက်တွဲကြည့်လိုက်ပါတကယ်စည်တနာနဲ့ကူညီမှာပါဒီညနေမှာလဲကြာအကောင်းဆုံးဖြစ်ပါစေတကွက်ကောင်းတည်42အဲ42မူကနော်စိုက်နှစ်စိုက်တောင်ချုပ်ထားတာ42မူကကျွန်တော်တို့စိုက်နှစ်စိုက်ချုပ်ပေးထားတာစိုက်နှစ်စိုက်ချုပ်ပေးထားတဲ့အတွက်42မူဒီကျွန်တော်တို့လွဲတဲ့ကွက်မှန်တဲ့ကွက်ကိုအဲ့ဒါလေးကိုလည်းထိုးပါထိုးပြီနော်အဲ့ဒါလေးကိုလည်းထိုးပါကျွန်တော်တို့28 8ခွန်ရှစ်တို့ကိုလည်းကစားပါ40၄၅၂၅ကတော့ပပလေးပဲရှင်ထိုးရင်းပေါ့နော်ဗျာထိုးရင်းတော့လိုက်ရန်လိုက်ပါ ဘုန်းကြီးကိုလိုက်ရင်လိုက်ဘာပဲတီးတယ်ဘာဒီမှာပတ်မနေနဲ့ဟုတ်ပြီလားမွေးကွက်မရသေးတဲ့ကိုမများမွေးကွက်ကိုလာယူပေးပါဟုတ်ပြီနော်ပေါက်မှာပေးရမယ်ပေါက်ပေးတသောင်းခွဲချက်ပါတက်နိုင်တဲ့ကိုမများပေးမတက်နိုင်တဲ့ကိုမများကအလကားလာယူဟုတ်ပြီလားမတက်နိုင်တဲ့ကိုမများကအလကားလာယူဟိုးဘက်တွေဟိုးဘက်တွေလည်းကျွန်တော်အဲ့လိုခေါ်ပေးတယ်နော်အလကားခေါ်ပေးတယ်ဟိုးဘက်တွေလည်းလုံးဝမတက်နိုင်ဆရာရဲ့ကျမတို့တော့မတက်နိုင်ပါဘူးကျွန်တော်တို့တော့မတက်နိုင်ပါဘူးယူသွားနော်အလကားပေးတယ်အလကားပေးတာလည်းလုံးဝ okay ဒါပဲဟုတ်ပြီလားအလကားပေးလိုက်ဒီကနေ့မှပတ်စံနဲ့ပေးတယ်ဒီကနေ့မှကျွန်တော်ခု live မတင်ဘူးဆိုတာက ဟောသွားရင်မိတ်ဆွေတို့အတွက်အကျိုးမရှိမှာဆိုတော့ကျွန်တော်ကတက်တက်လူတွေကိုကျွန်တော်တက်တက်ရွေးထုတ်ပေးတာပေါ့ဗျာနော်ရွေးထုတ်ပေးတာပါရွေးထုတ်ပေးပြီးကျွန်တော်ခေါ်ပြီးတော့ပေးပေးတာဖြစ်ပါတယ်ဒါကြောင့်တက်နိုင်တဲ့ကူမများကတထောင်ခွဲချက်ကိုပေးပေါက်မှပေးမတက်နိုင်တဲ့ကူမများကမပေးနဲ့ဟုတ်ပြီလားအလကားထိုးသွားအလကားယူသွားနော်6 7 6 7 3 5ဖြစ်ပါတယ်မြန်မြန်လေး Viber message မှာလာရောက်ပြီးယူပါကျွန်တော်တို့မနေ့ဖင်ကကျွန်တော်ညနေထိအချိန်ရမနက်ဖြန်ကကျွန်တော်တို့တနာရီနှစ်နာရီထိအချိန်ရတယ်ဒီမွေးခွက်ကဟုတ်ပြီလားကျွန်တော်ကမနက် နတ်ဖင်ကကျွန်တော်တို့နေကုန်ထိခေါ်ပေးထားတာဘူးเนาะခေါ်ပေးထားတာဆိုတော့ဒါမှကျွန်တော်တို့ဒီညနေမှာထွက်သွားရင်တော့လည်းမတတ်နိုင်ဘူးပေါ့เนาะဒီညနေမှာထွက်သွားရင်တော့လည်းကျွန်တော်မတတ်နိုင်ဘူးဒါကြောင့်မိတ်ဆွေများ684ကြောက်ထိတ်ကုန်395ခေါ်မှာအမြန်လေးလာရောက်ပြီးယူပေးပါပြောကြရင် like လေးကိုညီကုန်းချုပ်မယ်ဒီညနေမှာ40နှစ်နဲ့အောင်ပွဲခံနိုင်ကြပါစေဗျเนาะ40နှစ်နဲ့အောင်ပွဲခံနိုင်ကြပါစေ၄နှစ်ကဲ20ရက်20ကဲ80ကဲကိုထိုးပါเนาะဒါဆက်ကြကနဲ့မိတ်ဆွေများကိုလိန်လဲပြမထားခဲ့ဘူးညာလဲပြမထားခဲ့ဘူး site ကိုတိကျပြန်ကြည့်လို့လည်းရတယ်เนาะကဲအားလုံးကိုယ်လက်ပါကံကောင်းကြပါစေဗျာ